မြန်မာနိုင်ငံရှိမြင်းကလင်းဘေးတင်ပြည်သူတွေအတွက်ထပ်တိုးလူသားချင်းစာနာမှုအကူအညီယူရို7တန်းထောက်ပံ့မယ်လို့ဥရောပကော်မရှင်ကကြေညာလိုက်ပါတယ်။အဆိုပါထောက်ပံ့ငွေကိုမြန်မာမြင်းကလင်းဘေးတင်ပြည်သူတွေအတွက်အရေးပေါ်နေစရာစေဝါနဲ့တောက်သုံးရည်အတွက်သုံးစွဲမယ်လို့ဥရောပကော်မရှင်ကပြောပါတယ်။ဥရောပကော်မရှင်ရဲ့ဦးစားပေးမှုကညနိုင်သမျှစောပြီးလိုအပ်သူတွေထံ လူသားချင်းစာနာမှုအကူအညီတွေရောက်ရှိဖို့ဖြစ်ပါတယ်လို့ဥရောပကော်မရှင်အကြက်တဲစီမံခန့်ခွဲရေးကော်မရှင်နာမင်းကြီးဟက်ဂျာလာပစ်ကသတင်းထုတ်ပြန်ချက်တစ်ခုမှပြောပါရယ်ကယ်ဆယ်လူသားတွေဖိကင်းစွာလှုပ်ဆောင်ပြီးအသက်ကယ်အကူအညီတွေထောက်ပံ့နိုင်ရေးလူသားချင်းစာနာမှုအဖွဲ့အစည်းတွေကိုအဟံတားမရှိကူညီပေးအပ်ဖွဲ့ပြုဖို့အဖွဲ့အစည်းအလုံးကိုထက်မှန်တောင်းဆိုပါတယ်လို့သူကဆိုပါရယ်မြန်မာမြန်ကလေးဘေးအတွက်ဥရောပကော်မရှင်ရဲ့ကူညီထဲဝင်မှုဟာ ယူရို73တန်းထိရှိလာခဲ့ပြီးအခုထောက်ပံ့မှုဟာ2025ခုနှစ်အတွက်ယူရို56တန်းထောက်ပံ့မဲ့လူသားချင်းစာနာမှုအစီအစဉ်ရဲ့တစိတ်တစ်ပိုင်းဖြစ်ပါတယ်။ဥရောပတိုက်ကကျွမ်းကျင်သူဆက်နက်ဦးနဲ့ဆက်ဆံရေးအရာရှိနှစ်ဦးဟာလူသားချင်းစာနာမှုမိဖက်ဖွဲ့စည်းရင်းနဲ့ညှိနှိုင်းဆောင်ရွက်ဖို့မြင်းကလင်းဘေးတင့်ဒေသတွေမှာရောက်ရှိနေပါတယ်။တည်ကျိပစ္စည်းတန်ငြိမ်80တင်ဆောင်လာတဲ့ဒင်းရင်တစင်းဟာဒိမတ်နိုင်ငံ ကိုပီဟေဂေမြို့တော်ကနေရန်ကုန်မြို့တော်ကိုထွက်သွားပြီလို့သိရပါတယ်။စေဝါနဲ့စံတက်ရေးကိရိယာတွေအပါဝင်ကေဇေးပစ္စည်းတွေတင်ဆောင်လာတဲ့ဂျပန်စစ်တပ်ရဲ့ C130 လေယာဉ်ဟာဒီနေ့မြန်မာနိုင်ငံကိုရောက်ရှိလာမယ်လို့သိရပါတယ်။ အခက်အခဲတွေကြုံတွေ့နေရတဲ့မြန်မာပြည်သူတွေကိုပံ့ပိုးကူညီမဲ့မူဝါဒအရမြန်မာပြည်သူတွေကိုဓာတ်ရိုက်အကျိုးဖြစ်ထွန်းစေတဲ့စေဝါတွေအပါဝင် လူသားချင်းစာနာမှုအကူအညီတွေတက်နိုင်သမျှထောက်ပံ့မှုဂျပန်အစိုးရကရည်ရွယ်ပါတယ်။ဂျပန်အစိုးရဟာမက်ရှလ31ရက်ကအဖွဲ့ဝင်9ဦးပါကဲဖြတ်ဖွဲ့ကိုမြန်မာနိုင်ငံကိုဆင်းလွတ်ခဲ့ပါတယ်။ဧပြီလ2ရက်မှာဂျပန်အစိုးရဟာ ဆရာဝန်တွေပါဝင်အဖွဲ့ဝင်32ဦးပါကယ်ဆယ်ရေးအဖွဲ့ကိုမြန်မာနိုင်ငံကိုဆင်းလွတ်ခဲ့ပါတယ်။ဂျပန်အာဆီယံပေါင်းစည်းရေးရမုံငွေ JAIF အရမက်ရှာ30ရက်မှာရေးစိန်ခန့်မိုးကာရီနဲ့ရွက်ဖြင့်တဲရီမြန်မာနိုင်ငံကိုပို့ဆောင်ခဲ့ပါတယ်။နိုင်ငံတကာအဖွဲ့အစည်းတွေကတဆင့်ရေးပေါ်ထောက်ပံ့ငွေဒေါ်လာ6တန်းထောက်ပံ့မယ်လို့ဂျပန်စိုးရကဧပြီ2ရက်မှာကြေညာခဲ့ပါတယ်။ဂျပန်နိုင်ငံရဲ့ထောက်ပံ့ငွေ BMS အစည်းအဝေးအသေးစိတ်ကို တက်ဆိုင်ရာနိုင်ငံတကာဖွဲ့စည်းတွေနဲ့နှိမ့်နိုင်ဆောင်ရွက်ပဲလို့သိရပါတယ်။ BNN ဝန်ကြီးချုပ်ဖမ်မင်ချင်ဟာမနေရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်နဲ့နိုင်ငံဆက်ဆံရေးမြမရင်းနဲ့ဒေတာရင်းနိုင်ငံတကာကိစ္စရပ်တွေကိုဖုန်းနဲ့ဆွေးနွေးခဲ့တယ်လို့သိရပါဗျ။မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟက်ဆန်ရဲ့မြမခီးစဉ်အပါဝင်မြမရင်းဖြည့်ရှင်းဖို့ အာဆီယံဥက္ကဋ္ဌအနေနဲ့ဗနေးရှားနိုင်ငံရဲ့ကြိုးပမ်းမှုတွေကိုအန်ဝါကဖမ်းမင်းခြင်းကိုရှင်းပြခဲ့ပါတယ်။ဗနေးရှားနိုင်ငံကတွဲဆုံဆွေးနွေးမှုတွန်းမြင့်မှုနဲ့မြန်မာရေးဖြစ်ရှင်းရာမှာစီလုံးညီညွတ်မှုရရှိရေးဂရိကဝတ်ကို၎င်းကထက်လောင်းအတည်ပြုခဲ့ပါတယ်။မြန်မာပြည်ပခဖြစ်ရှင်းရာမှာထိရောက်တဲ့ပံမိုးကူညီမှုနဲ့တာဝန်ယူမှုအပါအဝင်ဗနေးရှားနိုင်ငံရဲ့ကြိုးပမ်းမှုတွေဖမ်းမင်းခြင်းကချီးကျူးခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ဝင်တရားကျော်ဆေးလွတ်မှုဆေးဘက်ကိရိယာတွေနဲ့ပစ္စည်းတွေပေးပို့မှုအခုအညီဖြစ်ဒေါ်လာ3သိန်းထောက်ပံ့မှုအပါအဝင်မြန်ကလေးနှုတ်ကပ်ပြီးနောက်မြန်မာနိုင်ငံကို BNN နိုင်ငံရဲ့ဉာဏ်ဆန်စွာအကူအညီပေးမှုအကြောင်းလဲ၎င်းကရှင်းပြခဲ့ပါတယ်။ဗီယက်နမ်နိုင်ငံကမလေးရှားနဲ့အခြားအာဆီယံဖွဲ့ဝင်နိုင်ငံတွေကို တန်ကြွစွာဆက်လက်ထောက်ပံ့မယ်လို့ဖန်မင်ချင်းကဆိုပြီးမြန်မာနိုင်ငံမှာတွဲဆုံဆွေးနွေးမှုနဲ့အမျိုးသားပြည်လဲရင်ကြားစေရေးမြင့်တင်မှုကြိုးပမ်းမှုတွေမှာဂျားဝင်ဖြန့်ဖြဲသူဖြစ်ဆောင်ရွက်ဖို့အသင့်ရှိတယ်လို့ပြောပါတယ်